မိပါတော့တမိုင်းဒီကပထမမြန်မာနိုင်ငံတော်အာလုံးမေမြန်မာပါရမ်မိပါတော့တမိုင်းဒီကပထမမြန်မာနိုင်ငံတော်အပိုင်းတုံးတင်ဆက်မှုနဲ့အတူဘာမတ်စ်ပါလိုနာမကလုံခုံးဆက်တာလိုက်ပါတယ်ဆက်လက်ဆောင်ကြည့်ပေးခြင်းများအတွက်ကျေးဇူးတင်ပါတယ်ဗျာ ပကံပြည်ကြီးအစရမ်းမောဝေတရိယပေါ်ပြမှုကို အပိုင်း၁နှစ်နှစ်မှာကျွန်တော်တင်ဆက်ခဲ့ပြီးဖြစ်တာကြောင့်ဒီနေ့မှာတော့ပကံမင်းဆက်တတိယမြောက်အဖြစ်ထိနှန်းသက်လာခဲ့တဲ့မင်းတရားစိုးထီပြူစိုးထီအကြောင်းကိုကျွန်တော်နဲ့အတူစူးစမ်းလေ့လာကြည့်ရအောင်ဗျာ ရှင်းဦးပကံအရမတနာပူရာပြည်ကြီးကိုစတင်ပုံဖော်ခဲ့သူတမုတ်တရမင်းကြီးဟာတမီးတော်ဖြစ်သူတီတီဆန္ဒဒေဝီကိုပြူလူမျိုးမင်းမျိုးနယ်ဖြစ်တဲ့ပြူစောတိနဲ့လက်ဆက်ပေးခဲ့ပြီးအင်ရှိဆန်အဖြစ်အရရအန်နေခဲ့ပြီး၃နှစ်အကြာတက္ကရ84ခုနှစ်မှာလက်ရွာဆန်တော်မူခဲ့ပါတယ်။ ကြီးနဲ့ရွာဆက်လုံးမှုခဲ့ပြီးနောက်မှာအင်ရှိစံပြူစောထီအနေနဲ့အရိမတနပူရာရဲ့ဒုတိယမြောက်မင်းကြီးဖြစ်ကိုကျေးဇူးရှင်ဆရာယတိဖြစ်သူကိုအနံပြီးထိနှံတင်မိခဲ့တာကြောင့်ယတိကြောင့်မင်းကဒုတိယမြောက်ပကံမင်းဖြစ်လာပြီး AD 152ကနေ169ခုအထိထိနှံစည်းစိမ်15မြစ်တာကာလစိုးစံအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ယတိကြောင့်မင်းနဲ့ရွာဆန်ခဲ့ပြီးနောက် တက်ကရ89ခုနဲ့မှာတော့ပကံပြည်ကြီးအတွက်တတိယမြောက်မြင့်ကြီးဖြစ်ပြုစုံထိကိုတိုင်နန်းတက်လာပါတော့တယ်။မင်းတရားစိုးထီးလို့ထင်ရှားလာမဲ့ပြုစုံထိကိုမြမပြည်ရှေးဦးပကံခိရဲ့ဒဏ္ဍာရီဆန်တဲ့မင်းတပါအဖြစ်ဖော်ပြမှုများကိုတွေ့ရှိရပါလိမ့်ဗျ။ဆရှိရာစုနန်းစင်မတ်တံများမှာတော့မင်းတရား နေနဲ့တာနဲ့၎င်းမတို့မှာစဉ်သက်လာတို့ဖြစ်တယ်လို့ဖော်ပြကြသလိုကုန်းမောင်မြစ်ဆက်ခေတော်ဝင်မတ်တမ်းဖြစ်တော့1832ခုက မန်နိုင်းရစွေမှာလေတကောင်းပြည်မျိုးဆက်ဖြစ်ပြီးဗုဒ္ဓဘာသာတဏှာရီလာကပပထမဆုံးဘရင်မဟာတမရမင်းမစဉ်သက်လာတို့ဖြစ်တယ်လို့လည်းဖော်ပြထားပြန်ပါတယ် မင်းတရားဆိုးဒီပကံပြည့်ရှင်ဖြစ်ပြည်ပြန်စွာထီးနန်းဆုံးဆက်နေကာလက AD 169ခုနဲ့942ခုနှစ်အထိဖြစ်ပါတယ်။မင်းတရားဆိုးဒီရဲ့ဘရင်ဖြစ်ပြည်ပြန်တဲ့နန်းစံတက်ကတော့85နှစ်တာဖြစ်ပါတယ်။တတော်တရား30နှစ်မှလက်ရွာဆက်နေပါတယ်။မင်းတရားဆိုးဒီပြူဆိုးဒီလက်ထက်တိုင်းပြည်အုပ်ချုပ်မှုတွေဘယ်လိုရှိမလဲ။ မင်းတရားစောထီအနေနဲ့တတိယမြောက်ပကံပြည့်ရှင်မင်းအဖြစ်ပြည်ပြင်းစွာအုတ်ချုပ်မင်းလုပ်တဲ့ကာလမတိုင်မီကလေးကအမွယ်ဖြစ်ရတွင်နဲ့ထင်ရှားနေခဲ့ပြီးဖြစ်ပါတယ်။ဒါဆိုမင်းတရားစောထီအနေနဲ့မင်းလောင်ဘဝဖြစ်တဲ့မှုတွေနဲ့အရိမကနာပူရာပြည်ကြီးရဲ့နန်းရင်းငို့ကိုရောက်ရှိလာပြီးတတိယမြောက်ပကံပြည့်ရှင်ဖြစ်လာသည့်အချိန်ကိုအကျေတဝင့်ချင်းကက်လီလာကြည့်ရအောင်ဗျာ။ တကယ်တော့ပြူစောထင်းရဲ့လို့အမည်တွင်လာမဲ့လူငယ်လေးဟာတကောင်းမင်းမျိုးအဆက်အနွယ်ဖြစ်တဲ့သရိုးအာဒိန်ဇရာဇာမင်းရဲ့တားတော်တစ်ပါးဖြစ်တယ်လို့ဆိုပါတယ်။တိုင်းပြည်မနေမသက်ဖြစ်စဉ်အခါမှာပကံပြည်အနီတို့ခိုအောင်ဝင်ရောက်နေထိုင်နေတာဖြစ်ပြီးပြူမျိုးနွယ်လူအိုလင်မယားထံမှာခိတ္တမီခိုနေထိုင်ခဲ့တယ်လို့ဆိုပါတယ်။ ပြူအိုလင်မယားကလည်းတာသမီမရှိတာကြောင့်တာအရင်ကဲတို့ချစ်မြတ်လို့ပြီးပြူစောထီကိုပကံပြည့်ရှင်ဒုတိယမင်းဆက်ယတိကြောင့်မင်းရဲ့လို့ဖြစ်လာမယ်ယတိကြီးထက်အနန်ကတက်တက်တက်အပ်တဲ့အသက်ပညာတွေနဲ့လေးအသက်ကိုအထူးတင်ကြားပေးခဲ့တာကြောင့်ခုနှစ်နှစ်တာအရွယ်လောက်ကလေးကပဲလေးအသက်ကိုထူးချွန်ပြီး16နှစ်သားလောက်မှာပညာပြည့်စုံပြီးအထူးတက်မြောက်ခဲ့တယ်လို့ဆိုပါတယ် ကြရအောင်ပါဗျာဘယ်ခေတ်ကာလပင်ဖြစ်ပါစေ ခင်းတဲ့ယောနီတဲ့အသိပညာအသက်ပညာတွေကိုတတိထားဖို့လိုအပ်တာကိုတွေ့နိုင်ပြီးခွင့်ခါကြုံတဲ့အခါမှာတတ်ထားတဲ့ပညာရက်တွေနဲ့အခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်နေဆိုတာကို ချင်းကက်လိလာသိရှိနိုင်ပါ रे ဗျာ။ပကံပြည့်ရှင်တတိယမင်းဆက်လောင်းရာစောထီကသူ့ရဲ့အသက်ပညာတွေနဲ့ဘလို့ကြော်စောလာမှာပါလဲ။ ကယ်ပြည့်ရှင်ပထမမင်းကြီးလက်ထက်မှာအရိမတနာပူရာပြည်ကြီးကိုထိမ့်လန့်စေခဲ့တဲ့ပြဿနာကြီး၅မျိုးပေါ်ပေါက်ခဲ့တာကိုကျွန်တော်အနေနဲ့အပိုင်း၁မှာတင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ လက်ပြီးဒီပြဿနာ၅မျိုးကတော့အရင်မတနာပူလာပြည်ကြီးနဲ့ပြည်ကြီးအတွင်းဖွဲ့စည်းပုံ16ခရိုင်လုံးကပြည်သူတွေအတွက်ထိမ့်လန့်သုံးလုံးမှုနဲ့တွာလာလောက်ကိုင်းမှုတွေကိုတုံ့ငီးပြပြစေတဲ့အရာတွေဖြစ်လာပါတယ်။အဲ့ဒီအရာတွေကဘာတွေဖြစ်လာမှာလဲ။ အရာတွေကတော့အရိမတနာပူရာပြည်ကြီးရဲ့အရှိအယံမှာအလွန်အင်အားကြီးတဲ့ဝက်ကြီးတကောင်ကအယံဝက်များနဲ့တကွာပြည်ရွာတွင်းကိုဝင်ရောက်လိရှိပြီးစိုက်ပျိုးထားတဲ့အသည်အနှံစပားဆန်တွေကို တူးဆွဖြက်စီးစားတောင်းနောက်ရှက်နေတဲ့အပြင်ပြည်သူတွေကိုလည်းရံမှုတယ်မင်းကြီးကလည်းမနိုင်တာကြောင့်ထမင်းဖယုံဒီဖွဲနှုတွေကိုစီစဉ်ပြီးထိုဝက်ကြီးအဖွဲကို နေ့တိုင်းပေးရကျွေးရတယ်လို့ဆိုပါတယ် အနောက်ရံမှာတော့အလွန်ကြီးမားသောငှက်ကြီးတစ်ကောင်ကအရန်ငှက်များနဲ့အတူ အလွန်တောင်းကျနေခဲ့ပြီးတစ်ခါတည်းရဲ့လူများကိုပင်ထိုးတော့ပေါက်တက်စားတယ်လို့ဆိုပါတယ်။ဒီငှက်ကြီးကိုလည်းမင်းကြီးကမနိုင်လာကြအစားအစာတွေစီစဉ်ပြီးပေးကျွေးနေရတယ်လို့ဆိုပြန်ပါတယ်။ တောင်ဘက်ပိုင်းမှာတော့ကြားကြီးတစ်ကောင်ကလည်းအရန်ကြားများနဲ့အတူပြည်ရွာအတွင်းကိုဝင်ပြီးလူလူကျွဲနှွားတွေကိုကိုက်ဖြတ်စားတောင်းနေပြန်တယ်လို့ဆိုပါရယ်။ကဲဒါဒီမကားလေးပါဘူး။မြောက်ဖက်ပိုင်းမှာရှူးပြန်ငက်ကြီးတွေကလည်းလူတွေရဲ့အဝတ်အစားအသုံးအဆောင်အိမ်မိုးတက်ငယ်မကျန်တွေ့တမျှကိုကိုက်ဖြတ်ဖြတ်စည်းနေတယ်လို့ဆိုပါရယ်။ ဒီရန်သူကြီးလေးဦးအပြင်တိုင်းပြည်တော်မှာဘူခါပင်တွေများစွာပွားများနေပြီးအင်းအားကြီးထွားလာနေကလူတို့နောသမီးစံတွေကိုပါရစ်ပတ်စားတော့လာတယ်တယ်လို့ဆိုပါတယ်။ဒီရတွေကတိုင်းပြည်ကိုနောက်ရှင်နေခဲ့တာ၁၂နှစ်တောင်ကြာခဲ့ပြီလို့ဆိုပါတယ်။ဒီကြတဲ့တွေကိုကြာတည်တဲ့အခါ မင်းလုံးစောထီအတွက်တတိပညာရက်များနဲ့ဤတွင်အနောက်ရက်တွေကိုရှင်းလင်းဖို့အချိန်တန်လာခဲ့ပါပြီ။ဒါကြောင့်ပြူအိုမိဘတို့ထံခွင့်တောင်းပြီးဒီပြဿနာတွေကိုစောထီကကိုယ့်အစီအစဉ်နဲ့ကိုရှင်းလင်းဆောင်ရွက်လိုက်ပါတယ်။ဒီလိုဆောင်ရွက်နိုင်ခဲ့တာကြောင့်အရိပတနာပူလာပြည်တို့ပြည်သူတို့အကြား ်စောတီဆိုတဲ့လူလင်ကထင်ရှားလာခဲ့ပါပြီ။မေလောင်စောတီက16နှစ်သားအရွယ်မှာဒီပြဿနာတွေကိုဖြေရှင်းနိုင်ခဲ့တာပါ။ယောက်ျားဆိုတာရဲရင်မှုနဲ့တတိရှိမှတည်တည်တလို့မန်ကန်တဲ့ပတ်မှာဒီဂုံတွေကိုအတုံးချနိုင်မှဂုံတင်းကောင်းဖြစ်ပြောင်းလဲပြီးနိုင်ကြောင်းကိုလည်းမေလောင်စောတီကပြသလိုက်တာပါပဲဖြစ်ပါရဲ့ဗျာ။ ီလိုပြည်တွင်းမှာတောင်းကျနေတဲ့ရံမျိုးတွေကိုရှင်းလင်းပြီးဖြစ်တယ်လို့သတင်းကြားတဲ့အခါမှာအရိမတနာဘူရာပြည်ရှင်တမုတ်ရက်မင်းကြီးအနေနဲ့စောထီးဆိုတဲ့လူလင်ကိုနေထိုင်ရာနေရာအထိလိုက်သွားပြီးစစ်ဆေးတယ်လို့ဆိုပါတယ် စစ်စင်မင်းမြန်ကြည့်တဲ့အခါတကောင်းမျိုးဆက်မင်းမျိုးတွေဘုံးလက်ယုံနဲ့ပြည်စုံတာကိုတရှိရတာကြောင့်အာရတော်မူပြီးသမီးတော်ဆန္နာဒီဝီနဲ့ပြူစောတိကိုလက်ထပ်ထိမ်းများပေးခဲ့ဟာအိရှိမင်းရတို့ဖြင့်ချီးမြှောက်တော်မူခဲ့ပါတယ်ဒီလိုဆိုတော့ဆက်ရအောင်ဗျာ ဆက်လက်နဲ့လောက်ပြည်သူတွေရဲ့စိုးရိမ်မှုတွေကိုပယ်ဖြတ်ပေးလိုက်နိုင်တဲ့လူလင်စောထီရဲ့စွမ်းဆောင်မှုတွေကပြည်သူတွေအတွက်လွတ်လပ်မှုအပြည့်အဝခံစားရစီမှုကိုပေးနိုင်တယ်လို့ပြည်သူအပေါင်းကဘလောက်တောင်မှချီးမွမ်းပြောမဆုံးဖြစ်မလဲဆိုပါတော့ဒါဆို လူလင်းစုံထီရဲ့ဂုံတဲ့င်းနဲ့အတူအရိမတနာပူရာပီဂျီရဲ့ပျော်ပွဲရှင်ပွဲတွေပွဲလန်းတွင်တွင်နဲ့ကုံတွယ်မှုရောင်းဝယ်မှုတွေပြန်လည်စီကားဝေစားလာခြင်းကဘလောက်တောင်ကြီးမားနိုင်မလဲဆိုတာကိုခံမှန်းမိပါတယ်ဗျာတက်ကြရဲ89ခုနှစ်မှာတော့ပြူစုံထီနန်းတက်ခဲ့ပါပြီပကံပီဂျီရဲ့တတိယမြောက်မင်းအဖြစ်နဲ့ဆိုပါတော့ တကယ်တော့ပြူစောတိမင်းလက်ထက်မှာရွာ19ရွာကိုပေါင်းပြီးအရိမစ်တနာလို့ပြည်ပြင်းစွာတမုတ်ခဲ့တာဖြစ်ပြီးမြို့တီးခဲ့တာပါပြူစောတိမင်းလက်ထက်မှာတော့ဗုဒ္ဓတရဏအရာအဝါထွန်းလင်းနေခဲ့ပြီးလို့ပြောလို့ရပါတယ်ပကံတမိုင်းချောင်းလေးမှာ ပြူစောတိမင်းကြီးတည်ထားခဲ့တယ်လို့အဆိုရှိခဲ့တယ်။ပြူစောတိမွေးဖွားခဲ့တယ်လို့တမိုင်းရာဇဝင်တွေကဥခုံပေါ့ရအရက်လို့ဆိုတဲ့နေရာမှာဥမင်းနဲ့ဖျား။ငကြီးခွင်းရအရက်မှာဥမင်းနဲ့ဖျားတဆူ။ကင်ဆွဲတဲ့လေးရရအရက်၌ဖျားတဆူ။ညာရရအရက်၌ဖျားတဆူ။ငက်တောင်ပြေရရအရက်၌ဖျားတဆူ။တမိငက်ရရ၌ဖျားတဆူ။ ကြာကြီးခွင့်ရအရင်၌ဖရာတဆူဝတ်ကြီးခွင့်ရအရင်၌ဖရာတဆူရှုမြန်ကြီးခွင့်ရအရင်၌ဖရာတဆူပြိုင်းကိုဖုတ်ကိုဘာကိုပောက်ပင်ကိုဘုံဖရာတဆူစသည့်ကောင်းမှုတွေကိုလည်းပြုတော်မူခဲ့တယ်လို့တွေ့ရှိရပါတယ်။ဒါအပြင်တိရိဓမာတောကမင်းကြီးကောင်းမှုတော်မုတ်သောစီတီကိုလည်းထမှန်၍ပြုပြင်တော်မူခဲ့ကြောင်းကိုလည်းသိရှိရပါသည်။ ာတက်ကြီးရမှာရှိတဲ့ဆန်တော်ရှင်ဖျားကိုလည်းတည်တော်မူခဲ့တယ်လို့သိရှိရပါသေးတယ်။မင်းစည်းစိမ်85နှစ်ထိစိုးစံခဲ့ပြီးမင်းကြီးပြူစောတိဟာ အလွန်ပင်ခွန်အားပလကောင်းပြီး ကျမ်းမာတာကြောင့်တတ်တော်130တိုင်အောင်ထီနန်းစိုးစံခဲ့တာကို အားကြောင့်ပဲသိရှိရပါသေးတယ်။မင်းကြီးနဲ့ရွာစံကြီးမှာတော့ချင်းရင်မင်းလို့ခေါ်တဲ့ပကံမင်းချင်းနန်းတက်လာခဲ့ပါတော့တယ်။ စတုထမြောက်ပကံပြည့်ရှင်ထီမင်းရဲ့ AD 142ကနေ169ရဲ့အတိတ်တမိုင်းနဲ့စွမ်းရည်တွေကိုတော့ဘာမတ်စပါရူနာမရဲ့အပိုင်းလေးမှာဆက်လက်ပြီးအတူတူချင်းကပ်လည်လာကြည့်ရအောင်ပါဗျာထုံးစံတိုင်းကျွန်တော်ကတော့ရှေးသိမ့်ထဲကပကံပြည့်ကြီးကိုလမ်းမောမိနေတုံးပါပဲဗျာကျွန်တော်ရဲ့ရှာဖွေတင်ဆက်မှုကတော့ညမဂုံကြီးတမိုင်းတွေကိုဘ ഹു တုတာအလုံးကဂုံယူတင်ဆက်ချင်တာဖြစ်ပြီးလိုအပ်ချက်များတွေ့ရင်လည်းတိခန့်ပေးဖို့ကိုလည်းပြောကြားလိုပါတယ် လူချင်းမင်းတို့အနေနဲ့ဘာမာပါဒိုနာမရဲ့အပိုင်းလေးပြည်စံမှုမှာပြန်လည်တွေ့ဆုံခွင့်ပေးပါအောင်လို့ပြောကြရင်ပြန်ဆုံကြပါမယ်အထူးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ